င်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ Jarabrini ရောက်မှာတော့ဒါ Europa League ပွဲစဉ်နေ၄ပွဲရှိရပါတော့။အဲဒီ၄ပွဲလုံးဝဒီနေ့ညတနိုင်ပွဲမှာဒီတစ်ချိန်တည်းကစားမှာဖြစ်တယ်ပေါ့နော်။ဒီ Europa League ၂ပွဲရယ် Conference League ၂ပွဲရယ်ပေါ့နော်။အဲဒီပွဲစဉ်၄ပွဲတည်းကနေပြီးတော့မှဒါဒီနေ့ဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်ဒီ၃ပွဲကိုကြိုပြီးတော့တုံ့တက်ပြပါမယ်ပေါ့နော်။အဲ့တော့ဒီပွဲစဉ်တွေကိုကြိုပြီးတော့မတုံ့တက်ပေးကြမှာဆိုလို့ရှိရင်တခြားသောလီးပြိုင်ပွဲတွေတုံ့တက်ချက်တွေရဲ့ဂျာကျွန်တော်ရဲ့ Telegram Channel မှာတင်ပြထားဖြစ်တဲ့အတွက်ကြောင့် Telegram Channel ကို join ကြည့်နေဆိုလို့ရှိရင်ဒီ video ကအကောင့်မှာဒါ channel န်နယ်လင့်ကိုချပေးတာပေါ့နော်ဝင်ပြီးတော့ join ထားလို့ရရပေါ့အဲ့တော့ဒါဒီနေ့ညရဲ့ဒါပထမဆုံးပွဲစဉ်ကဒါ Europa League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီ Manchester United နဲ့ပြီးပါပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့် Manchester United ကဒါတည်ကြရင်ပြား80ရှုံးမယ်ပြီးတော့ goal ပေါင်းနေလဲဆိုလို့ရှင်နှစ်ဂိုးသွင်း85ပြားရှုံးမယ်ပေါ့နော်ဒီပထမကျောအဝေးကွင်းမှာတော့ United ကဒီပြောမယ်ဆိုလို့ရှင်ပြီးပါကိုသူ၃ဂိုးပြန်နဲ့နိုင်ခဲ့ပြီးတော့ဒါလက်ရှိမှာဆိုလို့ရှင်သူတို့နောက်ထပ်ဆင်းတက်ဖို့ရှာခိုင်နေတော့အပြည့်တော်တော်လေးကိုအားကောင်းနေပြီဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ Manchester United ရဲ့သူတို့ကစားခဲ့တဲ့နောက်ဆုံး goal ကို ကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်ဒါခုနှစ်ပွဲကနှစ်သိန်းပေါင်းသွင်းကို3ကိုတီရောက်ခဲ့တယ်ဘောနော်ဒါ YouTube League မှာကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်ဘောနော်ပြီးတော့ United ကသူတို့ကစားခဲ့တဲ့ YouTube League အိမ်ကွင်းနောက်ဆုံး၄ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်တပွဲပြင်းမြဒါ Every Every တွင်ကိုနှုံက5.25တိရှိရယ်ဘောနော်ပြီးတော့ Viva ကိုအနေနဲ့ကျတော့လေသူတို့ကစားခဲ့တဲ့ DR ဒီ YouTube League ဝေကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်6ပွဲမှာ9ပွဲကသူတို့ရဲ့တိုက်စစ်ကတွင်ကိုတကူးလောက်တော့အနည်းဆုံးရအောင်တွေ့တတ်တာကိုတွေ့ရတယ်ဘောနော်ပြီးတော့ဒီ Manchester Manchester United ရဲ့ကွင်းလည်လူဖြစ်တဲ့ဒီ Bruno Fernandes ပေါ့နော်သူကပြောမှဆိုလို့ချင်းဒီရာသီမှာ Chelsea ပွဲစဉ်12ပွဲကစားပြီးတော့သူအတွင်းကို9ဂိုးလေးရခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့မှလည်းဒါဒီကစားသမားရဲ့အတွင်းကိုလေးကိုကျွန်တော်မျှော်လင့်ကြည့်နိုင်တယ်ပြီးတော့ဒီရာသီမှာ United ရဲ့ပွဲစဉ်အများစုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ချင်းပြောင်းလဲတွေတော်တော်လေးကိုများခဲ့တယ်ပေါ့နော်ဒီအိမ်ကွင်းမှာနောက်ဆုံးကစားခဲ့တဲ့ Chelsea ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ချင်းသူပထမပိုင်းမှာလိုင်ကို9ဂိုးပြန်နေနိုင်ခဲ့ဆိုပေမဲ့လို့ဒါဒုတိယပိုင်းမှာ9ဂိုးပြန်ပြီးခဲ့ရတယ်အဲ့တော့ ဒါပြောမှာဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာလည်းဒီလိုမျိုးတွင်ကိုတွေဟိုမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်မဟုတ်လားဒီတစ်ဖက်ကဘီဘာကိုကျွန်တော်ပြန်ကြည့်ရင်ပထမကြော့သူတို့အင်ကွင်းမှာ United ကို၃ခုပြည့်နဲ့ရှုံးခဲ့ဆိုတော့ဒီနေ့ပွဲမှာချိန်တိဘောသူတွင်ကိုတွေပြန်ပြီးတော့တွေးယူမှာဒါသူတို့အတွက်နောက်တစ်ဆင့်တက်ဖို့ကလည်းမျှော်လင့်နိုင်မှာဖြစ်တာကြောင့် ဒီနေ့မှာတို့အသင်းကလည်း United ကိုဒါတွင်းကိုညဖို့ကြိုးပမ်းပြီးစင်လာလိမ့်မယ်လို့ထင်တယ်။ပြီးတော့ Manchester United ရဲ့နောက်ပိုင်းကစားခဲ့တဲ့ပွဲစဉ်အများစုကျွန်တော်ပြန်ကြည့်ရင် clean sheet ရဖို့တို့ရဲ့ခံစားပိုင်းကတော်တော်လေးကိုရုန်းကန်ခဲ့ရတယ်။ဘာလို့ဒါပေမဲ့လို့တို့ရဲ့ tactics ကတော့ဒါ ပွဲတိုင်းလိုလိုမှာအလုပ်ဖြစ်ခဲ့တာကိုတွေ့ရတယ်။အဲ့တော့ဒီပွဲမှာဒီနှစ်ကိုသွင်း85ပြားပဲရှုံးမဲ့ဒါကိုးပေါင်းကြီးတစ်ခုမှာဒီပွဲမှာအပြန်လည်တွင်းကိုရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘောနော်။အဲ့အဲ့တော့ဒီပရမောင်ဆုံးပွဲစဉ်မှာဒါကိုးပေါ်ရွေးချယ်ပေးခြင်းနဲ့ပေါ့။အဲ့တော့ဒါဒီနေ့ညရဲ့ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီချီလိုပါလိပွဲစဉ်တစ်ပွဲပဲဖြစ်တယ်။ဒီပိုတိုဂလိနဲ့ဆပါဘောနော်။အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ရင်ဆပါကတည်ရေးကြရင်85ပြားရှုံးမဲ့ပြီးတော့ကိုးပေါင်းနေနေဆိုလို့ရှိရင်သုံးကိုးသွင်း5ပြားရမယ်ဘောနော်။အဲ့တော့ဒီပရမအကျော့မှာဆိုလို့ရှိရင်ဆပါကသုံးကိုးတကိုးနဲ့နိုင်ခဲ့တယ်ဘောနော်။ပြီးတော့ပရမအကျော့ပွဲစဉ်မှာ ှာဆိုလို့ရှိရင်ဒီစပားကပြောမှာဆိုလို့ရှိရင်ပိုတိုကလင်းထက်ပို့ပြီးတော့ပွဲတင်အချက်လက်ဒီမှာဆိုလို့ရှိရင်ပို့ပြီးတော့တာခဲ့ဒါပေမဲ့လို့ဘောလုံးပိုင်ဆိုင်မှုကျွန်တော်ပြန်သွားကြည့်ရင်တော့ပိုတိုကလင်းကစပားထက်ကိုပို့ပြီးတော့များခဲ့တယ်ဘာလို့ပြီးတော့ပိုတိုကလင်းရဲ့ပြိုင်ပွဲဆုံးဒီအိမ်ဝင်းနောက်ဆုံး၈ပွဲကိုကျွန်တော်ပြန်ကြည့်ရင်သူတို့၈ပွဲလုံးအနိုင်ရခဲ့တယ်အဲ့ဒီတဲမှာဆိုလို့ရှိရင်ဒါအီတလီကဂိုးသွင်းဖို့ခက်တဲ့လာစီလိုလိုလိုအသင်းမျိုးကပါခဲ့တယ်ဘာလို့ပြီးတော့ဒီစပားရဲ့အဝေးကွင်းနောက်ဆုံး၁၀ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့၇ပွဲတိတိရှုံးခဲ့တယ်ပြီးတော့ဒီယာဒီယူရိုဘာလိမှာဆိုလို့ ှင်စပါးကဝေးကွင်းနောက်ဆုံး6ပွဲမှာ3ပွဲပဲနိုင်တယ်ဘာလို့ပြီးတော့သူတို့ရဲ့ဂျီလိုပါလီဒါအဲဥရောပဝေးကွင်းနောက်ဆုံး5ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်လဲ3ပွဲကဒါသူတို့ရဲ့တိုက်စစ်ကနိုင်ဝဲပြောက်ခဲ့တယ်ဗောနော်ပြီးတော့ဒီပိုတိုကလင်းကဒီပြောမယ်ဆိုလို့ရှင်သူတို့ရဲ့အိမ်ဝင်းမှာကစားခဲ့တဲ့ပြန်ဝဲဆုံးနောက်ဆုံး6ပွဲမှာဆိုလို့ရှင်သူ6ပွဲလုံးနိုင်ခဲ့တယ်ပြီးတော့အဲ့ဒီနိုင်ခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ပြီးတွက်ကြည့်မယ်ဆိုလို့ရှင်သူတို့ရဲ့တိုက်စစ်ကတွင်ကို2ကို2ကိုထပ်ပို့ပြီးတော့တွင်ခဲ့ပြီးတော့ပြိုင်ဘက်ကိုအနိုင်ယူခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့ဒီပရမအကျိုးမှာဒီပိုတိုကလင်းကကို 9ဘွားချချက်9တာနဲ့အကွာနဲ့ရှုံးခဲ့ဆိုတော့ဒီနေ့အင်ဝင်းမှာတို့စပားကို9ပြက်ပြန်ပြီးသွင်းယူမှာတာတို့နောက်ဆင်းကိုတပ်ဖို့မျှော်လင့်နိုင်မှာဖြစ်တယ်ဘွနောပြီးတော့စပားအနေနဲ့ကျတော့လေဒီ Norway မှာတွားကစားခဲ့ရတဲ့ဥရောပပွဲစဉ်တွေမှာဆိုလို့ရှိရင်တို့ရလက်တွေမကောင်းတဲ့ဘွနောဒီနေ့ပွဲစဉ်မှာဒါတည်ကြရင်15ပြားအထိရှုံးမဲ့စပားတဲ့ဆိုင်ကျွန်တော်ဒီအင်ရှင်ဖြစ်တဲ့ဘိုတိုဘိုတိုကလင်းကိုသဘောကျတယ်အဲတို့အနေနဲ့ဒီပွဲမှာစပားကိုဝန်စည်းတူးစည်းလောက်တော့အနိုင်ကစားနိုင်လိမ့်မယ်လို့ထင်တယ်ဘွနောအဲ့တော့ဒုတိယပွဲစဉ်မှာကျွန်တော်ဒီဘိုတိုကလင်းကိုရွေးချယ်ပေးခြင်းတယ်ဗောအဲ့တော့ဒါ ီနေ့ညရဲ့ဒါနောက်ဆုံးပွဲစဉ်က conference ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Chelsea နဲ့ဒီကြာကတန်းပေါ့နော်အဲပွဲစဉ်ရဲ့ကြေးကိုကျွန်တော်ပြန်ကြည့်ရင် Chelsea ကနှစ်ဂိုးသွင်းပြား90ရှုံးမယ်ပြီးတော့ goal ball အနေနဲ့ဆိုလို့ရှိရင်၃ဂိုးသွင်း95ပြားရှုံးမယ်ပေါ့နော်အဲ့ဒီပထမကျော Sweden မှာသွားကစားခဲ့စဉ်တော့ Chelsea က ဒီလီဂိုတိုနဲ့နိုင်ခဲ့တယ်ဗောအဲ့တော့ဒီနေ့အိမ်ကွင်းမှာ Chelsea အနေနဲ့ချင်းဒီပေါ့သူတက်တောင်းတက်တာကစားယုံနဲ့ဒါဘောလူဝဲကိုရှောက်ဖို့သူတို့အချင်းနေကောင်းမှာဖြစ်တယ်ဗောနော်ပြီးတော့လီလက်ရှိ Conference League မှာဆိုလို့ရှိရင်လည်းပိုဆွဲဖို့ရှာကန်တော့အဖြစ်အားကောင်းဆုံးအတင်းလည်းဖြစ်တယ်ပြီးတော့ဂျပန်အစားဆုံးလည်းအတင်းအား Chelsea လည်းဖြစ်တယ်ဗောနော်ပြီးတော့ Chelsea ကဒီလက်ရှိမှာဆိုလို့ရှိရင်သူပြိုင်ပွဲဆုံးမှာဆိုလို့ရှိရင်နောက်ဆုံး၄ပွဲစတိုင်နိုင်နေပြီးတော့နောက်ဆုံးကစားရဲ့ပွဲစီမှာဆိုလို့ရှိရင်လည်းသူတို့လီဗာပူးကို၃ဂိုးတိုးနဲ့နိုင်နေနိုင်ထားတယ်ဗောနော်အဲ့တော့ဒီပွဲကစားပြီးတော့ရင် Chelsea ကဒီ Newcastle နဲ့ဒါ Premier League အဝေးကွင်းပွဲစဉ်က စားမှာဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိ conference league မှာ chelsea ကဒါပိုဆွဲဖို့ရေပန်းအစားဆုံးအသင်းဖြစ်တယ်ဆိုပေမဲ့လို့ဒါ conference league မှာပိုဆွဲခဲ့မယ်ဆိုလို့ရှိရင်တော့လာမယ့်ဘောလုံးရာသီမှာဒါ europa league ဝင်ဝင်တနေရာစားပဲရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ chelsea ကဒီလက်ရှိသူတို့အတွက်ကဒါ champion league မှာကစားခြင်းလဲဆိုလို့ရှိရင်သူတို့ premier league မှာအထည်ကစားဖို့လိုတယ်ပေါ့နော်ဒီလက်ရှိ premier league မှာဆိုလို့ရှိရင်လည်း chelsea ကဒါ champion league ဝင်ဝင်၅နေရာအတွက်သူတို့မျှော်လင့်နိုင်တယ်ပြီးတော့ဒီ အဲ့ဒါကြောင့်ဒီ Chelsea ရဲ့လာမယ့် Premier League ပွဲစဉ်တွေကလည်းတော်တော်လေးကိုအရေးပါနေစေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပထမကြောင့်မှာတို့ဒီဒီဂျာကတရန် Garden ကိုဝေးကွင်းမှာ၄ဂိုးတိုးနဲ့နိုင်ခဲ့တယ်အဲ့တော့ဒီနေ့ဒီအိမ်ဝင်းမှာ Stamford Bridge မှာတို့အရင်အထက် ကစားမသိဘူးလို့ကျွန်တော်ထင်တယ်ပြီးတော့ကစားသမားတချို့ကိုလည်းလာမဲ့နယူကာဆင်နဲ့ပွဲအတွက်ဒါချန်လက်ထားတင်တယ်လို့လည်းထင်တယ်ဘောနော်အဲ့တော့ဒီပွဲမှာပြောမယ်ဆိုလို့ရှိရင်သူတို့အကျင်းဒီပေါ့ကစားအောက်ချောချလိမ့်မယ်လို့ထင်တယ်လာမဲ့နယူကာဆင်နဲ့ပွဲအတွက်သူတို့ကြိုးပြီးပြင်ဆင်ထားလိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်ဘောနော်ဒီတစ်ဖက်ကဒီဂျာကာဒန်ပြောမယ်ဆိုလို့ရှိရင်ဒီသူတို့ရဲ့ဆွီဒင်လိမှာပြန်သွားကြည့်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးကိုရလက်တွေစိုးတဲ့အတင်းဖြစ်တယ်ဘောနော်ဒီဒီနေ့အဝေးခွင့်မှာခြေစည်းကိုသူ အနိုင်ယူအနိုင်ယူဖို့ဆိုတာသူ့တော်တော်လေးကိုခက်ခဲတယ်။အဲ့တော့ဒီနေ့သူတို့အတင်းကိုယ်တိုင်ကလည်းဒီပွဲမှာဒါချက်စည်းလို့အတင်းနဲ့ကစားတဲ့သူတို့ရဲ့အဝေးဝင်ပွဲစဉ်မှာသူတို့ဂျင်းဒီပေါ့မရှုံးအောင်ပဲသူတို့ကစားဖို့ကြိုးပမ်းပြီးစဉ်လာခဲ့လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဒီပွဲကဒီအပြန်အလှန်အတင်းကိုယ်တွေမျောလင်းဖို့ရဒီခက်ခဲလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲအဲ့တော့၃ကိုသွင်း95ပြားရှုံးမဲ့ကိုပေါင်းကြီးတစ်ခုမှာဒါကိုယ့်အကူ ီနေ့ပွဲစဉ်ရဲ့နောက်ဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ရွေးချယ်ပေးခြင်းနဲ့ဘောနောပြီးတော့ဒီတခြားလက်ကျန်ပွဲစဉ်တွေရဲ့အသုံးသချက်တွေကိုဒီ Telegram channel မှာတင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒါကြည့်ကြည့်နေဆိုလို့ရှိရင်တော့ Telegram channel ကို join ထားလို့ရတယ်ဘောနောပြီးတော့ဒီနေ့သုံးသပ်ပြီးလိုက်တဲ့ဒီပွဲစဉ်၃ပွဲရဲ့ဒီအမြင်တွေကိုလည်းညီကိုလို့ရဲ့အမြင်တွေကိုလည်းဒီ video အောက်ကကောင်းမှန်မှဝင်ပြီးအမှတ်သွားပေးလို့ရတယ်ဘောနော